တနိုင်ငံလုံးကိုဒုက္ခရောက်လုပ်ခဲ့တဲ့ငလင်းကသူမအတွက်အချိုးဖေးကောင်းတယ်ဆိုတဲ့အေမီဇန်အားလုံးပဲမိကလာပေါင်းဗမစ်နောင်းကနေကျဆွလိုက်ပါတယ်အေမီဇန်ကတော့ချိုသိနေတယ်ဆိုတဲ့ငကားမလေးဖြစ်နေပွဲရှာလုံးတာကြောင့်ဝေဖန်မှုတွေမြင့်တက်နေခဲ့တာပေါ့ဒါအပြင်မလ20ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်းမှာလည်းသူမကဒေါသထွက်တာကြောင့်လှုပ်တာဆိုပြီးပြောဆိုခဲ့သေးတာပေါ့ဒါကြောင့်မို့လဲအေမီဇန်ကိုပရိသတ်တော်တော်များများကပြင်းပြင်းထန်ထန်ကိုဝေဖန်ခဲ့ကြပါတယ် ငလျင်လှုပ်တာအောင်ပွဲဝင်ခံနေတယ်ဆိုပြီးဒေါသတွေထွက်ကသူမကိုတနိုင်ငံလုံးကဝိုင်းဆဲခဲ့ကြတာပေါ့မိမိဆန်ကလည်းသူမကိုတနိုင်ငံလုံးကဝိုင်းပြီးဆဲပြီးဆိုတာကိုသိလိုက်တဲ့အချိန်မှာလူရှိတော်မထွက်ပဲပျောက်သွားပါတယ်ပြန်လဲထူထောင်ရင်းလောက်ကလိုက်လုံနေကြတဲ့အချိန်မှာလည်းလူရှိမထွက်ပဲပျောက်နေတာပေါ့ဒါအပြင်အမီဆန်အကောင့်ကလည်း report ထုတ်ခံလိုက်ရပါတယ် ငလျင်လောက်တာတလားကျော်လာပြီဆိုအေမီဆန်ကအင်နာဗျူးရင်နဲ့ပြန်ပေါ်လာခဲ့တာပေါ့ဒီတစ်ခေါက်ပြန်ပေါ်လာချိန်မှာအေမီဆန်ကသူ့အမားဆိုပြီးနောင်တမရတော့ပါဘူးငလျင်လောက်တဲ့အချိန်မှာ post ထတင်ခဲ့တာကမှားတယ်လို့လည်းမခန့်စားရတော့ပြန်ပါဘူးဒါအပြင်မလ28နှစ်ကလှုပ်ခိုက်ခဲ့တဲ့ငလင်ကသူမတွတ်တော့ကံအချိုးပေးကောင်းကောင်းအောင်နာတွေကိုပဲဖြစ်စေတာဆိုပြီးဝမ်းသာကျင်သူကပျော်ရွှင်နေတာပေါ့ မလာ၂၈ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့်ဒေသတော်တော်များများမှာဆွဆုံဝဝကိုပြက်စီးခဲ့တာအလုံးနဲ့အသိပါပဲ။အိမ်တွေဆိုရင်လည်းရစရာမရှိအောင်ကိုပြက်စီးကုန်သလုံးလူတွေထောင်ချီကွယ်လွန်သွားခဲ့ရတာဖြစ်ပါတယ်။အခုချိန်ထိကိုအဆောက်အဦတွေပြိုကျကပြိမိနေတဲ့လူတွေရဲ့အသက်မဲ့ခန္ဓာကိုယ်တွေကိုမထောက်နိုင်သေးပါဘူး။အခုချိန်ထိဖန်ရှားကအလောင်းတွေကိုရှောက်ဖွေနေတော့ဖြစ်ပါတယ်။ဒါကြောင့်တချို့မိသားစုဝင်တွေကပြတ်မဆုံနိုင်ကြသလိုတချို့မှလည်းနေစရာအိမ်စီးစိမ်တွေမရှိတော့ပါဘူး။အလုံးလက်မဲ့ဖြစ်သွားခဲ့ရတဲ့သူတွေကလည်းအများကြီးပါ တော်ကားတွေများခဲ့ရတဲ့သူတွေအများပြရှိနေခဲ့တဲ့ငလျင်ကအိမီဆန်အတွက်တော့ကောင်းချင်းတွေများနေခဲ့ပါတယ်။ငလျင်ကသူမဒေါသထွက်တာကြောင့်တင်လိုက်တဲ့ post ဟာအရန်ကိုပောက်သွားတာမို့ပြောရွှင်နေတာပေါ့။ဒါအပြင်အဆိုပါ post ကြောင့်ပဲတနိုင်ငံလုံးကလူတွေကသူမကိုစိတ်ဝင်စားကုန်တာလို့ခံယူနေပါတယ်။ တောင်ပြင်းအင်မီဇန်ကတနင်္ဂနွေလုံးကလူအများကြမှာနောက်တစ်ကြိမ်ရှက်ရှက်တောင်းအောင်မြင်စွာကြားပြန်ရတယ်ဆိုပြီးဝမ်းသာလို့နေပါတယ်မကောင်းတဲ့ပုံစံနဲ့နမဲချေးရပေမဲ့အင်မီဇန်ကတော့ကြံဖန်ကဝမ်းသာလို့နေရတာပေါ့လူတွေကသူမကိုနောက်တစ်ကြိမ်တရေထားမိကအနည်းပညာလောကမှာအာယုံဆိုင်ခံရပြန်ပြီဆိုပြီးဝမ်းသာလို့ပြောနေတာဖြစ်ပါတယ်အင်မီဇန်ကခုလိုတွေပွဲရှာကောင်းတာကြောင့်လည်းမင်းသမီးပါဖြစ်လာခဲ့ရတာပေါ့ ဒရိုက်တာညိုမင်းလွင်ကပွဲရှာတဲ့သူတွေကိုသာဇာကားခွဲရိုက်တာမို့အိမ်မီဆန်ကမင်းသမီးဖြစ်ကောင်းနွေပညာလောကမှာခြေချနိုင်ခဲ့ပါတယ်။ဒါပေမဲ့ဇာရဲမှာသူမကိုရုပ်ရှင်ဇာကားခွဲရိုက်တဲ့သူကမရှိပဲဖြစ်နေတာပေါ့။ဒါကြောင့်မို့လဲခုလိုနမဲကြီးသွားတာကသူမကိုရုပ်ရှင်ခွဲရိုက်မဲ့သူရှိလာတော့မှလို့အိမ်မီဆန်ကထင်နေပါတယ်။အိမ်မီဆန်ဟာနောက်ထပ်ငလျင်တစ်ခုအတွက်လည်းသတိပေးထားပါသေးတယ်။မလ28ရက်နေ့ကလှုပ်ခဲတဲ့ငလျင်ကသကိုင်းပြည့်ပြည့်ကြောင့်ငလျင်ဖြစ်တာမို့ နောက်ထပ်ပကိုးပြည့်ရကြောထလုံးလာနိုင်တဲ့ဆိုပြီးသတိပေးထားတာပါ။စကိုင်းငလျင်ကနှစ်တရာပြည်မှလှုပ်လာခဲ့တာပေါ့ပကိုးပြည့်ရကျော်ကလည်းနောက်ငါးနှစ်နေရင်နှစ်တရာပြည်မှမို့ထလုံးနိုင်တဲ့ဆိုပြီးသတိပေးထားတာဖြစ်ပါတယ်တနိုင်ငံလုံးကိုဒုက္ခရောက်လောက်ခဲ့တဲ့ငလျင်ကသူမထွက်အကျိုးပေးကောင်းတယ်ဆိုတဲ့အိမ်မီဆန်အပေါ်မြင်လေးတွေကိုပြပြခဲ့ပါအောင်ရှင်အလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်သမားတို့ရဲ့ page ကို like and follow လေးလောက်ခဲ့ကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ